နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးအမေရိကန်ဟာတိုက်ရိုက်ဆွေးနွေးမှုတွေလှုပ်ဆောင်သွားမေးဆိုပြီးသမရဒေါ်နယ်ထရန့်ကမနေ့ကဧပြီလ9ရက်နေ့မှာပြောကြားခဲ့တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါရယ်တီဟီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးအမေရိကန်နဲ့အီရန်တို့အကြားတိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့လေဒေါ်နယ်ထရန့်ကပြောဆိုခဲ့ပါရယ် အင်ဖြူရမာအစ္စရေးဝန်ကြီးချုပ်ဘက်ဂျမန်နေတန်ယာဟုနဲ့စကားပြောရမှာဒိုနယ်ထရန့်ကအီရန်နျူကလ িয়ার ရေးရာမူဝါဒနဲ့ပတ်သက်ပြီးဆွေးနွေးပွဲကျင်းပဖို့စီစဉ်ထားတယ်လို့ပြောဆိုခဲ့ပါတယ်။ဆွေးနွေးပွဲမှာနှစ်ဖက်စလုံးရဲ့အဆင့်မြင့်အရာရှိတွေပါဝင်မှာဖြစ်ပြီးဘလို့သဘောတူညီမှုတစ်ခုခုမှထွက်ပေါ်လာတာမရှိခဲ့ဘူးဆိုရင်တော့အီရန်အတွက်အင်မတန်ဆိုးရွားသွားနိုင်တယ်လို့လည်းဆိုထားပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်းနျူကလ িয়ার အရေးနဲ့ပတ်သက်လို့အမေရိကန်နဲ့ဆွေးနွေးဖြစ်မေးဆိုတာကိုအတည်ပြုထားပြီးအဲ့ဒါဟာအခွင့်အလမ်းတစ်ခုဖြစ်နိုင်တယ်လို့စံသက်မှုတစ်ခုလည်းဖြစ်နိုင်တယ်လို့ပြောဆိုထားပါတယ်။